မင်္ဂလာပါဗျာဆရာကြီးမြန်မာပြည်ပါရွှေညာမင်းမိသားစုမှကျူးတူပါတယ်ဗျာ29ရက်6လ2025မှသည်9ရက်9လ2025တပတ်သားကညီမများကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ဗျာမင်္ဂလာပါဗျာဆရာကြီးမြန်မာပြည်ပါရွှေညာမင်းမိသားစုမှကျူးတူပါတယ်ဗျာ29ရက်6လ2025မှသည် 5ရက်9လ2025တပတ်သားကညီမများကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ဗျာဒါကြောင့်29ရက်6လ2025မှာဒီ5ရက်9လ2025တပတ်သားကညီမများဖြစ်ပါတယ်ဗျာဒီတပတ်တွင်မှာတော့အိုးရင်လောက်ကနေဘတ်တရီကိစ္စမှာအဲဒီဝါမတိုင်မီနီမှာအိမ်ကြီးကြီးတွေကိုအဆော့အတက်တွေပြောအိမ်အမြန်ဆော့တဲ့ကာလမျိုးအိုးရင်အိုးတဲ့အိမ်တဲ့လုပ်ငန်းတဲ့လူတဲ့စိတ်တဲ့စနစ်တဲ့အစ်တတီဝင်တဲ့ကာလမျိုးတွေဖြစ်ပါတယ်ဗျာ ဟာခမရအိမ်နေဆောင်မယ်သူမြန်မြန်ဆောင်မယ်ဦးသေးအင်းသေးတွေဝင်မယ်အစတဲ့တဲ့လုပ်ငန်းမျိုးပနေချတဲ့လုပ်ငန်းမျိုးအလူလုပ်တဲ့လုပ်ငန်းမျိုးတွေအလုပ်ရမယ်နေပါဖြစ်ပါတယ်ဗျာဒါကြောင့်ဦးအိမ်လုပ်ငန်းနဲ့ပတ်သက်တဲ့ကိစ္စမှာဦးသေးအင်းသေးတွေလောက်ရတဲ့ကာလမျိုးဖြစ်ပါတယ်ဒါကြောင့်ဦးအိမ်နဲ့ပတ်သက်တဲ့လုပ်ငန်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအဆင်မပြေကြတဲ့ခွန်ရသားသမီးအလုံးတို့ဒီခမရရာဦးတော်အနောက်မြောက်တော်လဲနွားနိုးတွေကိုတောက်ပြီးမှသူတော်အသေးနွားနိုးလေးရဲ့ကျွန်တော်မှလုပ်ကံမကောင်းဘူးဗျာကျွန်တော်အိမ်ဆောက်ချင်တာအိမ်လေးမဆောက်နိုင်ဘူးအိမ်လေးအိမ်လေးလည်းဆောက်ချင်တာနော်အလူလေးကလည်းလုပ်ချင်တာ နော်အဲ့ဒါအိမ်မှာအလောက်ကနေပတ်သက်တဲ့ခေါ်သားလေးတွေမလာဘူးဗျာအိမ်မှာအိုးဝင်လောက်ကနေပတ်သက်တဲ့ကိစ္စမှာယာယီလွဲကြောမှုတွေဖြစ်ပေါ်နေတာဒါကြောင့်ကျွန်တော်လွဲကြောနေအိုးဝင်လောက်ကနေပတ်သက်တဲ့ကိစ္စလေးတွေအများဆုံးအဆင်ပြေအောင်အတင်နွားနုလေးကအကူကြီးဆောက်ချောက်တော်မူပါဆိုတဲ့အကြောင်းယာဟူးတောင်းအနောက်မြောက်တောင်းလက်နွားနုလေးကိုတောက်ပြီးမှဆူတောင်းမယ်ဒါမှမဟုတ်ဆူတောင်းပြီးမှတစုံတယောက်တော့သူတို့အစာအာဟာရကုသိုလ်ပြုမယ်ဆိုရင်တင်းတို့မှပိတ်ဆို့နေတော့အိုးဝင်လောက်ကများအမြန်ပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာ နောက်မန်းနီပတ်သက်နဲ့ပတ်သက်တဲ့နီးနေစတဲ့မှာဒီချိန်မှာပတ်သက်နဲ့ပတ်သက်တဲ့မှာယာယီထက်ငေါ်လွဲချော်ပြီးယာယီပြတ်တောက်တတ်ပါတယ်ဗျာတကယ်လို့ဒါဒီအတွက်ဒီဒီဘတ်တွင်းမှာငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေချီးတယ်ငားတယ်လုပ်ငန်းတွေလုပ်လို့ရှိရင်ချီးတဲ့လူကလည်းတော်တော်နဲ့ပြန်မပေးနိုင်ဘူး အဲငားတဲ့လူကလည်းတော်တော်နဲ့ပြန်မဆနိုင်တဲ့ကာလမျိုးတွေဖြစ်ပါတယ်ဒီချိန်မှာငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေကြီးတဲ့ငားတဲ့ကိစ္စတွေယာယီရှောင်တဲ့နဲ့ကာလမျိုးဖြစ်ပါတယ်ဗျာဒါကြောင့်ငွေကြီးနဲ့ပတ်သက်တဲ့ကြတဲ့နေငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စမှာအဆင်မပြေဘူးအစီအမပြရတဲ့ပုံကအားလုံးကဗုဒ္ဓတောင်ရက်ကိုလည်းရေးလေးတောက်ပြီးမှဆူတော့အတင်ရေးလေးရေကျွန်တော်ငွေနဲ့ပတ်သက်တဲ့လုံးနေတယ်ကျွန်တော်လိုငွေတွေလိုတာဘလောက် ကျွန်တော်မှာပေးစရာလေးရှိတယ်ပေးစရာဘလောက်ရစရာဘလောက်ကျွန်တော်ပေးရရန်ရန်ဇာလေးတွေအဆင်ပြေခြင်းနဲ့ဗျာဒါကြောင့်ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စလေးအဆင်မပြေရတဲ့ခွန်ရသားသမီးအားလုံးဟာဒီဒီပတ်အတွင်းမှာတော့ဗုဒ္ဓတောင်ရက်ကိုလက်ရေးလေးတောက်ပြီးဆူတောင်းမယ်ဆိုရင်တင်ရစရာရှိတဲ့ကိစ္စများပေးစရာရှိတဲ့ကိစ္စများဒါမှမဟုတ်တင်လို့ကျင်းသောငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စများအများဆုံးမီဖြစ်ပါသောလေးလေးစားစားတင်ပြပေးလိုက်ပါရစေဗျာကိုသွားခြင်းနဲ့ခီကိုပြောခြင်းနဲ့စကားအမှန်သွားခြင်းလို့သွားခွင့်ပြောခြင်းလို့ပြောခွင့်များမယ်စိတ်ထဲမှာတကူကိုဆင်မပြေဖြစ်တတ်တဲ့ အိမ်ဆောက်မယ်အိမ်တော့ဆောက်ခြင်းနဲ့ပတ်သက်ကုန်မကြောက်တယ်အာခီးရောသွားမယ်အခီးရောသွားမယ်အလုပ်တော့ဖြစ်မယ်ဒါမှမဟုတ်ပတ်သက်ကုန်မကြောက်တယ်ပြဿနာဖြစ်မှကြောက်ပြီးစိတ်ထဲမှာတခုခုခြီးတုံကြတုံဖြစ်တဲ့ကာလမျိုးတွေဖြစ်ပါတယ်ဗျာစိတ်နဲ့ပတ်သက်တဲ့အလိုမချမှုဖြစ်ပေါ်တဲ့ခိုးတဲ့ခုနှစ်သားသမီးအားလုံးကစနေတော့နောက်တောင်တော့လည်းအတန်မြတ်သီးလေးခြင်ပြီးမှဆူတောင်းဗျာအတင်တန်မြတ်သီးလေးကျွန်တော်စိတ်တည်ညံ့နေတယ်ကျွန်တော်အိမ်ဒီဆောက်ခြင်းနဲ့အလောက်ကန်ဒီလောက်ခြင်းနဲ့အယောင်းဝယ်ဒီလောက်ခြင်းနဲ့ငွေကြီးနဲ့ပတ်သက်တဲ့ပြည်ရန်ရန်ဇာလေးကိုစင်မပြေဘူး အဲ့ဒီကိစ္စတွေကြောင့်ကျွန်တော်စိတ်ညစ်နေတယ်ဗျာကျွန်တော်ညစ်နေတဲ့စိတ်ကလေးတွေအများဆုံးအဆင်ပြေအောင်ပေးရရန်ဇာလီနေနဲ့ပတ်သက်တဲ့ကိစ္စအများဆုံးအဆင်ပြေအောင်အတင်းတမ်မြာတိလေးကအကူကြီးစောင့်ချောက်တော်မူပါဆိုတဲ့အကြောင်းစနေတော့နောက်တောင်တော့လက်တမ်မြာတိလေးကိုင်ဆူတောင်းမယ်ဆိုရင်အင်းရဲ့စိတ်ချမ်းသာပျော်ရွှင်မှုများအများဆုံးရရှိမှာဖြစ်ပါတယ်ဗျာနောက်အရာလေးတစ်ချက်ရှိတယ်ကိုကိုကိုနဲ့ပတ်သက်တဲ့နီးနဲ့ဆက်သက်တဲ့တိလူယောက်ျား ကိုယ့်ရဒေတာမဟုတ်တဲ့တခြားရဒေတာလူယောက်ျားတွေအောင်မြင်ကြောကြတတ်ပြီးတော့လူယောက်ျားတွေနဲ့ပတ်သက်တဲ့နီးနဲ့ဆက်သက်ကိစ္စတွေအဆင်မပြေတတ်ပါဘူးဗျာလူယောက်ျားတွေနဲ့ပတ်သက်တဲ့မှာကိုယ်ကိုယ်ရင်ကိုမိသားစုကိုယ်လုံငါလို့ရင်အဆင်နေပြေးပြီးကိုယ်ကိုယ်ရင်ကိုမိသားစုကိုယ်လုံငါမှာတော့ဝါဒရလုံနေတော့တော့အဆင်မပြေတတ်တဲ့ကာလမျိုးဖြစ်ပါတယ်လူယောက်ျားတွေဓာတ်ပြက်နေတာဖြစ်ပါလေဗျာလူယောက်ျားတွေနဲ့ပတ်သက်တဲ့ကိစ္စလေးတွေစဉ်းပြေးခြင်းကျွန်တော်တို့ရလို့ရှိရင်တော့တောက်ကြမြောက်ရကိုလည်းပတ်သက်လေးကိုင်းပြီးမှဆူတော့အတင်းပတ်သက်လေးရဲ့ အဲကျွန်တော်လေးလူယောက်ျားတွေနဲ့ပတ်သက်တဲ့ကိစ္စအဆင်မပြေဘူးဗျာကျွန်တော်ပြေးချင်းတယ်ဒါကြောင့်လူယောက်ျားတွေနဲ့ပတ်သက်တဲ့ကိစ္စလေးတွေအဆင်ပြေအောင်ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စလုပ်ငန်းနဲ့ပတ်သက်တဲ့ကိစ္စလေးအအောင်အပြည့်နေတဲ့လူယောက်ျားတွေဓာတ်တွေအဆင်ပြေအောင်ကုညီဆောက်ကြတော်မူပါဆိုတဲ့အကြောင်းတောက်ကြမြောက်ရက်ကိုလက်ပတ်တန်လေးဂိုင်းစုတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆို့နေတဲ့ကံများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ် ကိုနဲ့နီးနေဆက်တဲ့မင်းအုပ်ချုပ်တဲ့မင်းဒီချိန်မှာအုပ်ချုပ်တဲ့မင်းကကိုယ့်ရည်ဒေတာမဟုတ်တဲ့တခြားရည်ရည်ကိုယ့်ဤကိုယ့်ရာကိုမိသားစုမှာမနေရမနဲ့ဝေးလံခေါင်းပါတဲ့ရည်ဒီကိုသွားအောင်နေထိုင်တတ်တယ်။နော်ဒီချက်ကိုယ့်ရာကိုယ့်ဒေတာမှာငွေချင်းနဲ့ပတ်သက်တဲ့ကြတဲ့မှုအမိတ်မနာခံမှုအချင်းချင်းမညီညွတ်မမြတ်တာတဲ့ကာလမျိုးတွေဖြစ်နေပါတယ်ဖြစ်တယ်ပါတယ်ဗျာအတွင်းသီးတွေပြက်နေတာဖြစ်ပါတယ်။ဒါကြောင့်မင်းနေဓာတ်ပြက်နေတယ်နေရာတွေနဲ့ပတ်သက်တဲ့ဓာတ်ပြက်တယ် ငွေကြီးနဲ့ပတ်သက်လို့ဓာတ်ပစ်တွေပညာရေးနဲ့ပတ်သက်တဲ့နိနေဆက်တဲ့တာဝန်ထမ်းဆောင်တဲ့ဆရာဆရာမတွေနဲ့ပညာရေးဝန်ထမ်းတွေဓာတ်ပစ်တွေတက်ရောက်နေတဲ့ကျောင်းသားကျောင်းသူတွေဓာတ်ပစ်တွေမိယာရီနဲ့ပတ်သက်တဲ့ဖောင်ကြမှုပြဿနာတက်မှုငွေကြီးနဲ့ပတ်သက်တဲ့အလွဲသုံးစားမှုတွေဖြစ်ပေါ်တဲ့ကာလမျိုးတွေဖြစ်ပါလေဗျာဒါကြောင့်မိယာရီနဲ့ပတ်သက်တဲ့မင်းနဲ့ပတ်သက်တဲ့ကိစ္စလေးတက်ပြက်နေတဲ့ပုံကိုယ်တွေအားလုံးကဗုဒ္ဓတောင်ရကိုလှည့်တည်းသေးလေးဂိုင်းပြီးမှဆုတောင်းအတင်းတည်းသေးလေးအမင်းနဲ့ပတ်သက်တဲ့ကိစ္စတွေတက်ပြက်နေတယ်မင်းနေနဲ့ပြောမဲ့ဆိုမဲ့ကိစ္စအောင်မြင်ကြကြခြင်းနဲ့ ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေအဆင်ပြေခြင်းနဲ့မြေယာတွေနဲ့ပတ်သက်တဲ့ကိစ္စတွေအဆင်ပြေခြင်းနဲ့ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေအဆင်ပြေခြင်းနဲ့ဗျာဒါကြောင့်အသေးသေးအသေးလေးကကျွန်တော်တို့မှာပိတ်ချုံနေတဲ့မင်းနဲ့ပတ်သက်တဲ့ပညာရေးနဲ့ပတ်သက်တဲ့ကြာသာပရိဂျိုသီဂျိုနင်းကတော်တော်ကိုညံ့နေတာဖြစ်တယ်အဲဒီဂျိုသီဂျိုနင်းညံ့နေကိစ္စတွေအမြန်ဆုံးအဆင်ပြေအောင်ကိုကြီးစောင့်ကြောက်တော်မူပါဆိုတဲ့အကြောင်းဗုဒ္ဓတောင်ရကိုလက်တရားသီးလေးကင်ဆူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆိုနေတဲ့ကံများအမြန်ဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ် နော်အဲ့ဒါလေကိုသွားခြင်းနဲ့ခီးရတကူသွားခြင်းနဲ့ကိစ္စတကူပြောခြင်းနဲ့တကူပြောနေရတာတကူယာယီထင်းကိုလွဲချော်နေတတ်ပါလေဗျာထင်းကိုလွဲချော်နေတဲ့ဗုဒ္ဓတောင်ရကိုလက်ရေးလေးတောက်ပြီးမှဆူတောင်းရေးလေးရေးအေးပေါ်ရေးခဲ့ရေးလေးတောက်ပြီးမှဆူတောင်းအတင်းရေးလေးရကျွန်တော်ခီးတွေသွားမယ်စကားတွေပြောမယ်ကျွန်တော်သွားတော့ခီးများအစီပြေခြင်းနဲ့ပြောတော့စကားများအောင်မြင်ကြောကြခြင်းနဲ့ဗျာဒါကြောင့်သွားတဲ့ခီးတွေပြောတဲ့စကားတွေအောင်မြင်ကြောကြအောင်အတင်းရေးလေးကကုညီဆောင်ကြတော်မူပါဆိုတဲ့ကြောင်ဗုဒ္ဓတောင်ရကိုလက် ရေးလေးတောက်ပြီးမှဆူတောင်းမယ်ဆိုရင်တင်းတော့မှပိတ်ဆိုနေတဲ့ကံများအများဆုံးပွလန့်သွားမှာဖြစ်ပါတယ်။ဒီချိန်မှာထီထီပေါက်တတ်တဲ့ငွေကြီးနဲ့ပတ်သက်တဲ့လိုအပ်နေတဲ့ကိစ္စတွေဖြစ်တဲ့အတွက်ထီပေါက်တတ်တဲ့ငွေဝန်တတ်တယ်အလူတွေနဲ့ပတ်သက်တဲ့ကိုယ့်ရည်ရည်သားမှုတွေတခြားရည်ရည်ဒီမှာသွားရောက်ပြီးတော့လူအပ်တန်းအပ်တတ်တယ်ဒါမှမဟုတ်လို့ရှိရင်တော့ကိုယ့်ရည်ရည်သားမှုတွေတခြားရည်ရည်ဒီမှာရွှေဝင်တတ်တဲ့ကာလမျိုးတွေဖြစ်ပါတယ်ဗျာဒါကြောင့်ထီထီကံနေစမယ်ဆိုရင်တော့အဆင်ပြေမယ်ထီထီထိုးကြပါ ဒါအထူးကံလေးတွေရိုးရာတွေနဲ့ပတ်သက်တဲ့မှာပြည်နယ်နဲ့တိုင်းမှာပြည်နယ်တွေအာမကားမှုပြီးတော့ပြည်မတွေအာမကောင်းတဲ့ကာလမျိုးတွေဖြစ်ပါတယ်ကိုလူမျိုးတွေအာမကောင်းမနေသူများနိုင်ငံလူမျိုးတွေအာကောင်းတဲ့နိုင်ငံအချင်းချင်းမှာလည်းအဆင်မပြေမှုအာတကဘာလုံးမှာဆင်မရေရနဲ့ပတ်သက်တဲ့ပြဿနာအချင်းချင်းပြဿနာတွေနော်လူမျိုးချင်းပြဿနာတွေနော်စီးပွားရေးနဲ့ပတ်သက်တဲ့ပြဿနာတွေပြဿနာတွေပေါ်ပေါက်နေသလိုရေဘေးလေဘေးမီးဘေးငလင်ဘေးဘေးရောဂါတွေကြုံတွေ့နေရပြီးရိုးရာတွေပြက်လို့ပြဿနာတက်နေတဲ့ကာလဖြစ်ပါတယ်ဗျာဒါကြောင့်ရိုးရာတွေပေါ်မှာ အဆင်ပြေမှာဖြစ်ပါတယ်ရိုးရလေးတွေပုံမဲ့ဆိုရင်တော့ရိုးရပုံရင်တော့ဒူးရာကြုံမှာဖြစ်ပါတယ်ဗျာအဲ့ဒါကြာတာပရိအနောက်ရက်ကိုလည်းရေးလေးတောက်တောက်ပြီးမှဆူတောင်းအတင်းရေးလေးကျွန်တော်တို့ယူရလေးတွေဖော်လို့ဒိုးရကြောချင်းနဲ့ငွေကြီးနဲ့ပတ်သက်တဲ့အစုလိုက်ပြုံးလိုက်လုံးလိုက်ခဲလိုက်ဝင်းညင်းနေနော်ကျွန်တော်တို့အလူလေးတွေဝင်းညင်းနေဗျာကျွန်တော်တို့မှဖြစ်ပေါ်နေတဲ့ပြဿနာတွေငြိမ်းညမ်းပြီးအဆင်ပြေအောင်လူနိုင်တန်းနဲ့အောင်ငွေကြီးများအဆင်ပြေအောင်ကုညီဆောက်ချောက်တော်မူပါယူရဖော်လို့ဒိုးရကြောပြီးအမှုကင်းပြဿနာများဝေးကွာမယ် ငွေကြီးများအစီအမံအောင်ကူညီစောင့်ကြောက်တော်မူပါသို့တဲ့အကြောင်းကြာတာပရိအနောက်ရလက်ရေလေးတောက်ဆူတောင်းမယ်ဆိုရင်တင်းတော့မှပိတ်ဆိုနေတဲ့ရောဘော်လိုဒိုးဝကြောပြီးအမှုခွင့်ပြဿနာများဝူးပွားပြီးငွေကြီးများအဆုလိုက်ပြုံလိုက်လုံလိုက်ခဲလိုက်ဝင်ရောက်လာမှာဖြစ်ပါတယ်ဗျာနော်အဲ့ဒါလေးချက်ကြည့်တယ်ကျွန်တော်တို့ရောဝလေးတွေနဲ့ပတ်သက်တဲ့ညနေဆက်သက်တဲ့ပြေးကြမှာဒီကံလေးတွေစမယ်ဆိုရင်ကိုယ့်ရကိုယ်ဒေတာမှုတဲ့တခြားရတေတာတခြားနိုင်ငံမှာရှိတဲ့ဒီကံတွေစမယ်ကိုယ့်ရကိုယ်ဒေတာမှာရှိတဲ့အောက်မလေးဒီဒီကံတွေစမယ်ဆိုရင်တော့ ။နောက်ကြာသပတိအနောက်ရကိုလက်ရေးလေးတောက်ပြီးမှသူတောင်းအတင်းရေးလေးရယ်။ကျွန်တော်တို့ထီကန်လေးတွေစမယ်ဗျာ။ထီကန်လေးတွေနဲ့ပတ်သက်လို့ကန်လေးတွေအဆင်ပြေခြင်းနဲ့အမြန်ဆုံးကန်လေးတွေအဆင်ပြေအောင်ကူညီစောင့်ကြောက်တော်မူပါဆိုတဲ့အကြောင်းကြာသပတိအနောက်ရလက်ပြီးရေးလေးတောက်ပြီးတော့ထီကန်လေးတွေစံကန်ဒီမှာရေးလေးတောက်ပြီးမှသူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆို့နေတဲ့ထီကန်များအမြန်ဆုံးပွင့်လန့်တော့မှာဖြစ်ပါတယ်။အဲကြောင့်ဒီဒီဘက်ထဲမှာထီကန်လေးတွေစမယ်ဆိုရင်၃ညတို့၄တို့၅တို့၆တို့နော် ဲ့ဒါလေးတွေနဲ့ပတ်သက်တဲ့နှီးနှစ်ဆက်သက်တဲ့ကံလေးတွေစမ်းမယ်ဆိုရင် ခွေးမယ်ဆိုရင်တင်းတို့မှာပိတ်ဆို့နေတဲ့ဒီကံများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာဒါကြောင့်ဒီကံလေးတွေစမ်းမယ်ဒီတစ်ပတ်အတွင်းကဏ္ဍလေးတွေ3 4 5 6ဆိုတဲ့အခွေးလေးတွေခွေးမယ်ဆိုရင်တင်းတို့မှာပိတ်ဆို့နေတဲ့ဒီကံများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာဒီတစ်ပတ်အတွင်းမှာတော့ကျွန်တော်တို့အထီးဒီနဲ့ပတ်သက်တဲ့ကံကောင်းသိတတ်တဲ့ဓာတ် အမျိုးယူတာအမျိုးကြီးအကြောင်းပတ်သက်နေရတတ်တဲ့အဆုတွေရတတ်တဲ့အမွေတွေရတတ်ပါတယ် ဒါမှမဟုတ်ထိပေါက်သလိုပတ်သက်နေဝင်တတ်တဲ့ကာလမျိုးတွေဖြစ်ပြီးတော့မိမိမှာလိုအပ်တဲ့ပိတ်ဆို့နေတဲ့ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စများအမြန်ဆုံးပွင့်လန်းတတ်တယ်ရွှေနဲ့ပတ်သက်တဲ့ကိစ္စမှာကိုယ့်ရည်ဒေသမဟုတ်တဲ့တခြားရည်ဒေသမှာရွှေတွေဝင်မယ်အကိုရည်ဒေသမဟုတ်တဲ့တခြားရည်ဒေသမှာအလူတန်းတွေပြုလို့ရမယ်ကာလမျိုးတွေဖြစ်ပါတယ်ဗျာဒါကြောင့်ရိုးရလေးတွေကြာသပတိအနောက်ရက်ကိုလည်းရေလေးတောက်ပြီးမှဆူတောင်းခြင်းအဖြစ်ရိုးရဖို့လို့ဒိုးရကြော်ပြီးငွေကြီးများအစုလိုက်ပြုံလိုက်ဝင်ရောက်ပြီးတော့နော်ထီပေါက်နိုင်သောပုံကူများဖြစ်ကြပါသေးကြောင်း ပညာမီမိသားစုကိုစားဆရာကြီးမြန်မာပြည်မှာတပတ်စာများကိုလေးလေးစားစားတင်ပြပေးလိုက်ပါတယ်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဆရာကြီးမြန်မာပြည်ပါဗျာ